ချေကြီးတွေကိုဖမ်းရတာကြောက်တဲ့ယောဂရှိရသူများရှိမလားဒီဒီချက်ဗီဒီယိုလေးကိုကြည့်နေတဲ့မှာအဲ့လိုမျိုးစာကြောင်းရှိရောဖမ်းရတာကြောက်တယ်ဆိုရဲသူတွေရဲ့ယောဂနာမည်ကိုဘယ်လိုပြောလဲအဲ့ဒါလည်းယောဂတစ်မျိုးပဲเนาะဆိုတော့အဲ့ယောဂကိုဘယ်လိုပြောလဲဆိုလို့ရှိရင် Hippopotamus scrupulatelio phobia လို့ခေါ်ပါတယ်။ Okay ဆိုစာတော့အရင်ရှိတယ်ဆိုရဲခါကျတော့ဒီချိုခွဲဖက်ပြီးတော့မှဒီအတန်ထက်လေးကိုဒီချိုလေ့လာကြည့်ရအောင်เนาะ Hippopotamus monstro sesquipedalia phobia okay ဒီလိုပုံစံတိုင်းလေးနဲ့တချို့ပြောလို့ရတယ်เนาะဆိုတော့ဒီစင်နောက်ကနေပြောမှာနောက်တစ်ခါထပ်ပြောမှာလိုက်ဖက်ကြည့်啊 hippopotamus monstro sesquipedalia phobia so အဲ့လိုပုံစံမျိုးလေးနဲ့ဖတ်လို့ရပါတယ်ဆိုတော့စာကြောင်းကြီးအရှိအဟိဖက်ကြောက်တယ်ဆိုလို့ရှိရင်ကို့မှာ hippopotamus monstro sesquipedalia phobia ရှိနေဘူးလို့ဒါမှတ်လိုက်ပါ ကောနောက်ထပ်ကြည့်စင်တာလေးရှိလို့ရှိရင်ဒီချက်ကို comments မှာရေးခဲ့ပါပြီးတော့ဒီစကလုံးကိုဘယ်သူတီထွင်ခဲ့တာလဲ comment မှာရေးသွားပေးပါနော်